မင်္ဂလာပါရှင်။နိုဗီမွာလာလဲမာလေးတော်လေးလူတွေစိတ်လှုပ်ရှားတုန်လှုပ်သွားစေတဲ့တည်င်းနှစ်ခုရှိကြတယ်နော်။ဟုတ်ကဲ့ခင်ဗျာ။ပြင်ဦးလည်းနဲ့ပြင်မနာကရွှေဆိုင်လွတ်ရက်မှုတွေမှာဟုတ်ပါတယ်။အထူးသဖြင့်ပြင်ဦးလည်းအောင်စံမဲ့ရွှေဆိုင်မှာဆင်းရဲလုံချွေးဝင်ထမ်းပြီးသက်သက်ဆုံးရှုံးရတယ်လေ။အရင်ကကြေကွဲရှာကောင်းတဲ့ဖြစ်ရပါပဲခင်ဗျာ။ဟုတ်ကဲ့ပြင်မနာရောင်နေဦးရွှေဆိုင်မှာကြတော့ ပုံစံတစ်မျိုးဖြစ်သွားတဲ့ဆိုင်ရှင်တဲ့ဝင်ရောပြန်ခုခံလိုက်တယ်။ကိုယ်လိုက်တဲ့ဒဏ်ရာတွေတော့အပြင်းထန်ရခဲ့တယ်။ဟုတ်ပါတယ်။ဒီတော့လေဗီဒီယိုတီကရိုးရိုးဖြစ်ပြတည်တော့မဟုတ်တော့ဘူး။ရွှေဆိုင်ပိုင်ရှင်တွေရောအများပြည်သူတွေပါလို့ဆိုင်နေရတယ်။လုံခြုံရေးဆိုင်ရာအားနည်းချက်တွေမှာတတ်တော့ပြတာလို့တော်လေးအရေးကြီးတဲ့မေးခွန်းတွေထုတ်လာစေတယ်လို့မြင်နေရှင့်။မှန်ပါတယ်ခင်ဗျာ။ဒီဖြစ်ရတဲ့ကနေကျွန်တော်တို့တင်ယူရမှာကအင်းနေပြည်တော်ပိုင်ဆိုင်ရာအချက်လက်တွေထည့်ပို့ပါတယ်လို့ပြောရှင်တယ်။အော်ဟုတ်ကဲ့။ ဲ့ဒါကဘာလဲဆိုတော့လုံခြုံရေးဆိုတာကိုဘလို့ရှုမြင်သုံးသပ်မလဲဆိုရင်အတွေးခေါ်ပိုင်းပဲဖြစ်ပါတယ်အတွေးခေါ်ပိုင်းပါနော်ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့လေ့လာသုံးသပ်တော့မယ့်အချက်လက်တွေကဒီလိုအဖြစ်ဆိုးတွေထပ်မဖြစ်အောင်ဘလို့ကောက်ွယ်မလဲဆိုတဲ့မေးခွန်းအတွက်ပေါ့ဘဆုံလွမ်းကြုံနဲ့မဟာပြူရာတကူကိုတိဆောက်ဖို့ပါပဲဟုတ်ကဲ့ဒါဆိုရင်ရှေ့ဆိုင်ပိုင်းရှင်တွေအတွက်ရောစိတ်ဝင်စားတဲ့သူတွေအတွက်ရောအကျိုးရှိမဲ့ဆွေးနွေးမှုတစ်ခုဖြစ်လာမှာပေါ့နော်တိကျပါတယ်ခင်ဗျာဟုတ်ကဲ့ ဒါဆိုရင်အဲ့ဒီဖြစ်တဲ့နှစ်ခုကိုခဏလောက်ပြန်ကြည့်လိုက်ကြရအောင်။ဘာလို့လဲဆိုတော့သူတို့ရဲ့ရက်လက်တွေကစန့်ကျင်ဘက်လိုဖြစ်နေလို့ပါပဲ။ဟုတ်ကဲ့။ပြုံးတွင်မှာဆို November 12ရက်နေ့မနက်ပိုင်းမှာအမျိုးသားနှစ်ယောက်ကတနက်အစင်နဲ့ဝင်လူတာလေ။အင်း။အဲ့ဒီမှာအသက်50အရွယ်လုံကြုံကြီးဝင်ထန်းကသူရဲ့ခေါဆန်ဆန်ခုခံဖန်စီဟုစူးစမ်းရဲနဲ့အသက်ပေးလိုက်ရတယ်။ဟုတ်ပါတယ်။ဒေတာခံဒီ Wi-Fi ကိုတိောက်တော့မိလိုက်ပေးမယ်။ကောင်းတဲ့မြို့နာမှာတရားတွေတော့ရောက်သွားခဲ့တယ်။ဟုတ်ကဲ့။ဒါမဲ့နောက်ဆုံးမှာတော့ဒေတာခံဒီနဲ့ ရတဖွဲ့ကွန်တွေရဲ့အကူအညီနဲ့တရားခံတွေကိုရောပစ္စည်းတွေကိုပေါ့အကုန်ပြန်ဖမ်းမိခဲ့တယ်ဒီနေရာမှာစဉ်းစားစရာကခိုခံခြင်းဆိုလဲဆုံးဖြတ်ချက်တစ်ခုတည်းကနေအချိုးဆက်ကလုံးဝကိုဆန့်ကျင်မဲ့ဖြစ်သွားတာနော်ဟုတ်ပါတယ်တခါတလေအသက်ဆုံးရှုံးစေပြီးတခါတလေအောင်မြင်မှုကိုရစေတယ်ဒီမတိချာမြေယာမှုကပဲကြိုတင်ပြစင်ထားတဲ့မဟာဗျူဟာတစ်ခုဘလောက်အရေးကြီးလဲဆိုတော့ကိုမိမောက်ထိုးပြနေတာပါပဲဒါဆိုရင်အဲ့ဒီမဟာဗျူဟာကိုပဲတိတိဝင်နေကြရအောင်ရှင်လေးလာထားတဲ့အချက်တွေအရာဆိုရင်လေး လုံဂျုံအေးပြာရှင်တွေကဒီကိစ္စကိုချင်းကတဲ့အတွေးခေါ်ပုံစံတစ်ခုလုံးကို ပြောင်းပြစ်လိုက်တာတွေ့ရတယ်ဟုတ်ကဲ့အဲ့ဒါကတကောင်းမှတော့အကောင့်စာတတ်တာထက်အများကြီးပိုနဲ့ဆိုင်တယ်နော်အဓိကကကိုဆိုင်ကိုရာဇဝတ်သားတွေအတွက်လုံးဝစိတ်မဝင်စားစရာအင်မတန်အလုရှုပ်တဲ့ခက်ခဲသောပြစ်မှတ် hard target ဖြစ်အောင်ပြောင်းလဲဖြစ်ဖို့ပဲမှန်ပါတယ်ခင်ဗျာဒီအတွေးခေါ်ရဲ့အခြေခံကအလွာသုံးလွာပါတဲ့ကာကွယ်ရေးစနစ်ပဲတားဆီးခြင်း ုံနေစေခြင်းပြီးတော့ထောက်လန်းခြင်းပေါ့ deter delay and detect ပေါ့ဟုတ်ပါတယ်ရီမန်းချက်ကလူရမှုကိုရပ်တန့်ဖို့တကူတည်းမဟုတ်ဘူးရာဆွေးသားကကိုယ်ဆိုင်ရှေ့ကဖျက်လျှောက်ကလေးကမဖြစ်ပါဘူးဒီဆိုင်ကတော့အလုတ်ရှုပ်တယ်ဆိုရယ်စိတ်ဝင်သွားလို့ဖြစ်ဖို့ပဲဟုတ်ပါတယ်အဲ့ဒါစိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုပဲခင်ဗျာကာကွယ်ဆိုတာအဲ့ဒီနဲ့စတာဟုတ်ကဲ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာစစ်ပွဲကိုကောင်းဝတ်ထေဖို့တဲ့အခါမှာနီးပညာတွေကိုအုတ်စုနှစုခွဲပြီးစဉ်းစားလို့ရတယ်ခင်ဗျာ ပထမတစ်ခုက passive defenses လို့ခေါ်တဲ့ခန္ဓာရဲ့အခိုင်အမာဆုံးနေရာနေလို့အမြဲတမ်းရှိနေတဲ့အရာတွေပါ။အော်ဥပမာပါလေရှင်။ဥပမာ man trap လို့ခေါ်တဲ့တကားနဲ့ထပ် snip ပေါ့။တကားနဲ့ထပ် snip ဟုတ်ကဲ့။သူကပထမတစ်ခါကိုဖွင့်ဝင်လာလေ။ဒါမဲ့ဒုတိယတစ်ခါကပိတ်ထားတော့မယ်။အဲ့ဒီကြားတဲ့ခါနေရာချင်းလေးမှာသူပိတ်မိသွားရော။အင်းအင်း ဆိုတော့အလွယ်တကူထပ်ပြေးလို့မရတော့ဘူးပေါ့ဟုတ်ပါတယ်အဆုလိုက်ပြုံလိုက်ဝင်ဖို့လည်းမလွယ်တော့ဘူးဟုတ်ကဲ့နောက်တစ်ခုကကြီးကမှန်နေပေါ့နော် bullet resistant glass တွေဒါတွေကအချိန်ဆွဲပေးနိုင်တဲ့အဓိကအချက်တည်မယ်ဒါပေမဲ့ကျွန်မစိတ်ဝင်စားဆုံးအချက်တကူက CPTED လို့ခေါ်တဲ့နည်းပြတာပဲအာ CPTED crime prevention through environmental design ဟုတ်ပါတယ်နမေကနင်းနေခတ်ပေးမယ်သူ့ရဲ့ idea ကတော့အများရှင်းတယ်နော်ရာဇဝတ်သားတွေကစင်မြင့်ကိုမုံလဲဆိုတာသဘောပဲဟုတ်ကဲ့ရှင်းပြပါအောင်ခင်ဗျာ ကိုဆိုင်ကအတွင်းရောအပြင်မှာမီးထိန်ထိန်လိမ့်နေပြီးတော့လေပြတင်းပေါ်တွေကိုပိုစတာအကြီးကြီးတွေနဲ့ကာမထားပဲလမ်းပေါ်ကနေဆိုင်တဲ့ကိုအကုန်မြင်နေရမယ်ဆိုရင်သူခိုးကဖုံးစရာနေရာမရှိတော့ဘူး။အော်ဟုတ်ပြီ။လမ်းသွားလမ်းလာအားလုံးရဲ့မျက်စိအောင်မှာသူကပြဆရာမန်တော့တိအောင်လို့ဖြစ်သွားတာပေါ့။ဟုတ်တာပေါ့ဒီတော့သူတို့ရဲ့အကြီးမားဆုံးလက်နဲ့ဖြစ်တဲ့ရှို့ခွန်မှုကိုဒီဇိုင်းနဲ့တည်းဖျက်ဆီးပစ်လိုက်တာပဲ။ကောင်းရဲ့အချက်ပဲခင်ဗျာ။ဒါတွေကခန္ဓာရဲ့နိုင်ငံတွေဆိုရင်ဒုတိယအုပ်စုက active defenses လို့ခေါ်တဲ့ တိုက်ခိုက်မှုဖြစ်လာတဲ့အချိန်မှာမှအစဖြိုးလှုပ်ရှားတဲ့ထောင်ချောက်တီလိုစနစ်တွေပါ active defenses cctv တွေလိုမျိုးလားဟုတ်ပါတယ်ဒီနေရာမှာတော့ cctv ကအခြေခံအကျဆုံးပဲဒါပေမဲ့ဘယ်နေရာမှာတက်လဲဆိုလားအရေးကြီးတယ်ဟုတ်ကဲ့မင်းနာချက်ပေါ်ကနေအပေါ်စီးမြင်ကွင်းရတဲ့ကင်မရာအပြင်လူရဲ့မျက်လုံးနဲ့တက်တာနဲ့ eye level မှာတက်ထားတဲ့ HD ကင်မရာတွေကလူရဲ့မျက်နှာကိုတိတိကျကျမတန်းတင်နိုင်လို့ပိုအရေးကြီးပါတယ်မှန်ပါတယ်ရှင်ဟုတ်ဒီအရေးကြီးဆုံးကတော့လေ လူရတူတွေကဟို DVR set ကိုပါတခါတည်းမမွေးသွားတာလို့ CCTV မှတ်ထန်တွေကို cloud storage ဒါမှမဟုတ်ဆိုင်ပြင်ပတနေရာရာမှာတင်စီဖို့လုံးဝမခင်မနေလို့အပ်ပါတယ်အဲ့ဒီအချက်ကတော်တော်အရေးကြီးတယ်နော်ဒီအချက်လက်တွေကိုလေ့လာရင်းနဲ့ကျမတော်တော်လေးအံ့ဩသွားတဲ့ဤပညာတစ်ခုကိုတွေ့ရခြင်းတလျောကားထဲမှာပဲပါမယ်ထင်ထားတာ smoke cloak တဲ့ smoke cloak ဟုတ်ကဲ့အစတော့တခါအယောင်မြင်တဲ့ညညာတစ်ခုလောက်ပဲထင်ခဲတာ ါပေမဲ့သူ့ရဲ့ထိအောင်မှုနဲ့ဆိုင်တဲ့အခြေလက်တွေကတကယ်ကိုအံ့ဩစရာပဲဒီစနစ်ကလူရဲ့မှုတစ်ခုကိုဘယ်လိုမျိုးချက်ချင်းရပ်တန့်ပေးနိုင်တာလဲရှင့်ဒါကလက်ရှိမှာအထူးရောက်ဆုံး active deterrent တွေကတခုပဲလို့ပြောလို့ရတယ်ခင်ဗျာအရေးပေါ် cloak silent banning button ကိုနှိပ်လိုက်တာနဲ့စကန့်ပိုင်းအတွင်းမှာ sign တစ်ထိုင်လုံးကို logo andie မဖြစ်စီတဲ့အခိုးအငွေ့ဖြူဖြူတွေနဲ့ပြည့်သွားစီတယ်။အော်ဟုတ်လား။အငွေ့ကဘလောက်ထူတယ်လဲဆိုရင် လူရက်သူကသူ့ရှေ့လက်တကန်းအကွာကိုတော့မမြင်ရတော့ဘူး။သူတို့ရဲ့ဆောင်ဘုတ်ကမမြင်နိုင်ရင်မခိုးနိုင်ဘူးဆိုတာပဲ။음စိတ်ဝင်စားစရာပဲ။အဲ့ဒီအခြေအနေမှာသူခိုးကရွှေခိုးဖို့ထက်အပြင်ကိုဘလို့ပြန်ထွက်ရမလဲဆိုတာကိုပဲစဉ်းစားနိုင်တော့တယ်။ဒါကရုပ်ပိုင်းဆံရရရောစိတ်ပိုင်းဆံရရပါလူရက်မှုကိုချက်ချင်းအဆုံးသတ်စေနိုင်တဲ့အစွမ်းထက်နည်းပညာတစ်ခုပါ။ဟုတ်ကဲ့။ ဒီလိုခန္ဓာလိုခိုင်မာတဲ့ဤပညာကြီးတိဆောက်ထားတဲ့ဆိုပေမဲ့လေတကက်အရေးကြုံလာတဲ့အခါအဆုံးအဖြတ်ပေးသွားတာကအထဲမှာရှိတဲ့လူတွေရဲ့ဆုံးဖြတ်ချက်ပဲဟုတ်ပါတယ်ဒီတော့ကျိုးတင်ပင်စင်ချင်းနဲ့လေ့ကျင့်တင်ကြားခြင်းဆိုတဲ့လူသားချင်းအခန်းခန္ဓာကပိုအရေးကြီးလာပြီပေါ့နော်ဒါကအဖြစ်ပြက်တဲ့အသက်သွေးကြောပဲခင်ဗျာပြင်းဦးလင်းကဂျေးကွေးစရာဖီယက်စီကိုကျွန်တော်တို့ပြန်သွားကြည့်ရအောင်ဟုတ်ကဲ့လောကမှာရှိတဲ့ဤပညာအကုန်တတ်ထားရင်တော့လူတယောက်ရဲ့တွန့်ပြန့်မှုကမာရွင်နေရင်အရာအလုံးကအလဟာဆာဖြစ်သွားနိုင်တယ်ဟုတ်ပါတယ် လုံချုံရဲဝန်တန်းတကောင်ရဲ့အဓိကတာဝန်ဟာတိုက်ခိုက်သူမဟုတ်ဘူးအလွန်ကောင်းမွန်လက်စောင့်ကြည့်သူရဲ့တရင်ပို့သူတို့တာထိရမယ်ဆိုတာကိုသူတို့ရဲ့စိတ်ထဲမှာဆွေးနေအောင်လေ့ကျင့်ပေးထားရမယ်။အော်၊ तू ကယင်ဆိုင်တိုက်ခိုက်ဖို့မဟုတ်ဘူးပေါ့။လုံးဝမဟုတ်ပါဘူး။သူ့ရဲ့အလုပ်ကလက်နက်ကင်ထားတဲ့လူတယောက်ကိုယင်ဆိုင်ဖို့မဟုတ်ဘူး။အသက်အန္တရာယ်ကင်းကင်းနဲ့အတန်တိတ်အေးပေါ့ခလုတ်ကိုနှိပ်ပြီးတော့ဖိပြက်နေတာတွေကိုမှတ်မိနိုင်တယ်လို့မှတ်သားထားဖို့ပဲ။ ူတက်ကအရာအလုံးထက်အဖူတန်တယ်ဒါပဲဟုတ်ကဲ့ဒီနေရာမှာပဲ American FBI ရဲ့လေးလာချက်တစ်ခုက comply and survive ဘောနော်လိုက်လျောပါပြီးအသက်ရှင်ပါဆိုတဲ့မူဝါဒကိုထောက်ခံထားတာတွေ့ရတယ်ရှင်ဟုတ်ကဲ့လက်နက်ကင်လူရက်မှုမှာ ခုခံရင်တေဆုံးလိုင်ကြီးကအစားပေါင်းများစွာပုံများတဲ့တဲ့ဒါပေမဲ့ဒီအချက်ကနားလည်ရခက်စီတယ်ဘာလို့လဲဆိုတော့ပြမနာမှာသူတို့ပြန်ခုခံရဲလို့အောင်မြင်သွားတယ်လေ ဒီလိုလုံးဝစန့်ကျင်ဘက်ဖြစ်နေတဲ့ရလတ်နှစ်ခုကိုစိုင်းရှင်တယောက်အညီနဲ့ဘလို့နားလည်ရမလဲရှင်။ဒါကအရန်ကောင်းတဲ့မိကုံးပါပဲ။ဒီနေရာမှာပဲအနေရကိုအကဲဖြတ်နိုင်စွမ်း risk assessment ကအရေးကြီးလာတာ။ဟွန်း။ပြည်မနာကဖြစ်ရက်မှာတရားခံကင်တာတနက်အတူဖြစ်နေခဲ့တယ်။သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြင်းစင်မှုကလည်းတနက်အစစ်ကင်တဲ့ပြင်ဦးလွင်ကတရားခံနေလို့ပြင်းထန်မှာမဟုတ်ဘူး။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီလိုလူရက်မှုဖြစ်နေတဲ့စက္ကန့်ပိုင်းအတွင်းမှာ ဒါကတနက်အစ်စ်လားအတူလားဆိုတော့ကိုဘသူမှတအဖြိုးနိုင်ဘူးဟုတ်တယ်နော်မသိနိုင်ဘူးလေအဲ့ဒီအပေါ်မှာကို့အသက်ကိုခေါ်ပြီးလောင်းကြီးထပ်လိုက်တာကအရန်အန်ရည်ကြီးရဲ့ကစားပွဲတစ်ခုပဲဒါကြောင့်ကျွမ်းကျင်သူတိုင်းကအမြဲတမ်းအစ်စ်လိုပဲယူဆပါလို့အကြံပေးကြတယ်အော်ဟုတ်ကဲ့လူရက်သူတောင်းဆိုတာကိုပေးလိုက်ကဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာသူတို့ကိုယ်တိုင်ကအရန်ကိုကြောက်လန့်ပြီးစိတ်လှရှားနေတာရုတ်တရက်လှရှားမှုတွေအငင်းအခွန်လုတ်တာတွေက သူတို့ကိုပို့ပြီးအန္တရာယ်ရှိတဲ့လူရက်တွေလောက်ဖို့တွန်းအားပေးတယ်လို့ဖြစ်သွားနိုင်တယ်။ဟုတ်ပြီ။လိုင်းလျောက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုပါစို့။ဒါပေမဲ့တချိန်တည်းမှာပဲရင်းဝအထောက်ကူဖြစ်အောင်ကောင်းမွန်ဖို့ထက်တည်ကိုဗစ် -19 ခေအောင်မယ်လို့လည်းဆိုထားပြန်တယ်။ဟုတ်ပါတယ်။အကြောက်တရားကအမြင့်ဆုံးရောက်နေတဲ့အချိန်မှာအဲ့ဒါကမဖြစ်နိုင်တဲ့လောက်ပဲ။အဲ့ဒီအချိန်မှာဘာကိုအဓိကထားပြီးအာယုံဆိုက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးလိလထားတဲ့အချက်တွေထဲမှာလွယ်လွယ်ကူမတားနိုင်မဲ့နီလန်းလေးများမပါဘူးလားရှင်။ရှိပါတယ်ခင်ဗျာ။သူတို့ကိုစိုက်ကြည့်တာမျိုးမလုပ်ပဲနဲ့ ကိုစိတ်ထဲမှာအလွယ်ဆုံးဆွဲသွားနိုင်တဲ့ထူးခြားတဲ့အချက်တစ်ခုကိုပဲအာရုံစိုက်ပါထူးခြားတဲ့အချက်တစ်ခုဥပမာဥပမာမျက်နာပေါ်ကထင်ရှားတဲ့အမရွက်တစ်ခု လေပင်းကတတူသူဝတ်ထားတဲ့ရှိုင်ကြီးပေါ်ကထူးခြားတဲ့စာတန်းတစ်ခုခုအင်းအင်းအဲ့ဒီလိုမျိုးတစ်ခုခုကိုပဲစိတ်ထဲမှာအထက်ထရွက်နေလိုက်ပါလူပနဲ့ရောက်အရက်ပလောက်ဆိုလာတွေကနောက်မှပြန်စင်းစားလို့ရတယ်ဒါပေမဲ့တိကျတဲ့ထူးခြားတဲ့တစ်ခုကရဲဒီအတွက် တရားခံကိုဖော်ထုတ်ရမှာအလွန်အဖောတန်တဲ့တဲလွန်စာဖြစ်သွားနိုင်ပါတယ်။ဟုတ်ကဲ့ဖြစ်စင်ပြီးသွားရင်ရောဖြစ်စင်ပြီးသွားရင်တော့ပထမဆုံးလိုရမှာကဆိုင်းတကားကိုချက်ချင်းပြန်ပိတ်လော့ခ်ဒေါင်းလုပ်ပြီးရဲကိုခေါ်ဖို့ပါပဲ။ပြီးတော့ရဲမရောက်မချင်းဘာကိုမှမထီမကိုင်းပဲမူခင်းထစ်ကွာရနေရကိုမူလအတိုင်းထိန်းထိုင်းထားဖို့အရေးကြီးဆုံးပါ။ကောင်းပြီရှင်။ဒီအချက်တွေအလုံးကိုစူးစီးကြည့်လိုက်ရင်တဟာဆိုင်ဒီဇိုင်းချင်းစီရဂျိုးပေါင်းမှုသက်သက်နေမပြီးဘူးဆိုတာရှင်းနေပါတယ်။ ီသင်ခန်းစာတွေကိုနိုင်ငံတော်အဆင့်မှာဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပြောင်းလဲနိုင်မှာလဲဒါကနောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းပဲခင်ဗျဒီနေရာမှာအဖွဲ့အစည်း၃ခုရဲ့ပူးပေါင်းဆောင်ရွက်မှုကအဓိကကျလာပါတယ်ဘယ်အဖွဲ့အစည်းတွေပါလဲရွှေလုံငန်းရှင်များအသင်းအစိုးရနဲ့ရဲတပ်ဖွဲ့ပါဟုတ်ကဲ့ရွှေလုံငန်းရှင်များအသင်းအနေနဲ့အသင်းဝင်ဆိုင်ဒီအားလုံးလိုင်းနာရမယ်အနည်းဆုံးလုံခြုံရေးစံတုံး minimal security standard တဲ့ကိုတတ်မှတ်ပေးတဲ့ဟော ဥပမာ resolution မြင့်တဲ့ CCTV တပ်ဆင်ရေး silent panic button ထားရှိရလို့မျိုးပေါ့နော်ဟုတ်ပါတယ်ပြီးတော့တန်တရားဖြစ်ဖွယ်လူတွေမူခင်းပုံစံအသစ်တွေကြောင့်အချင်းချင်းအချိန်နဲ့တပြင်းညီတည်င်းဖလှယ်နိုင်မဲ့ကုန်းရက်တစ်ခုကိုတည်ထောင်ဖို့လိုပါတယ်ဟုတ်ကဲ့အစိုးရနဲ့ရဲတပ်ဖွဲ့ဘက်ကတော့ဘလို့အခန်းကဏ္ဍကနေပဝင်းသင့်ပါတယ်သူတို့ရဲ့အခန်းကဏ္ဍကအလွန်အရေးကြီးပါတယ်ခင်ဗျာရွှေဆိုင်တွေစုဝေးနေတဲ့နေရာတွေမှာ ရေကင်းလေကားတွေပုံမှန်မြင်နေရချင်း visible patrols ကရာဇဝတ်သားတွေအတွက်အကြီးမားဆုံးစိတ်ပိုင်းဆိုင်ရာဟန်တာမှုတစ်ခုပဲဟုတ်တယ်နော်ရေကားတွေ့နေရရဲ့နည်းနည်းလို့တွန့်သွားမှာပဲဟုတ်ပါတယ်နောက်ပြီးအေးပေါ်ခေါ်ဆိုမှုတွေကိုလျံမြန်းစွာ တုံ့ပြန်နေမဲ့အထူးတပ်ဖွဲ့ rapid response units တွေဖွဲ့စည်းထားတဲ့အရေးကြီးဆုံးကတော့ဖန်ဆီးရမိတဲ့တရားခဏ်တွေကိုထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်ပြီး တရားဥပဒေစိုးမွဲကခိုင်မာတယ်ဆိုတာကိုပြသဖို့ပါပဲဟုတ်ကဲ့ဒါမှလည်းနောက်ထပ်ကျူးလွန်ခြင်းနဲ့တူရကိုဟန်တားနိုင်မှာဖြစ်ပါတယ်သိကြပါတယ်ခင်ဗျာကဟာခင်မီနိပင်ကြာမှန်ကန်တဲ့လုပ်ငန်းစဉ်တွေစနစ်ကျတဲ့လက်ကျင့်မှုတွေနဲ့အပန်းစည်းတွေကြာကပူပေါင်းဆောင်ရွက်မှုတွေအားလုံးပေါင်းစပ်ထားတဲ့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုပါပဲဟုတ်ကဲ့ဒီလိုဘယ်ဆောင်လွှမ်းခြုံတဲ့မဟာဗျူဟာကိုအလေးထားကျင့်သုံးမှသာ တန်ဖိုးရှိတဲ့ဖြစ်စီတွေတာမကအဖိုးမဖြတ်နိုင်တဲ့လူကသက်တွေကိုပါကာကွယ်နိုင်မှဖြစ်ပါတယ်ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့နားထောင်စုတွေတော့စဉ်းစားစရာတခုနဲ့ညီကုန်းချုပ်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပြောပြပေးပါရှင်ဒီနေ့ကျွန်တော်တို့ဆိုင်ကိုတွေကိုခံတက်တယ်လို့ဘယ်လိုခိုင်မအောင်လုပ်မလဲဆိုတာဆွေးနွေးခဲ့ကြတယ်ဒါပေမဲ့စီးပွားရေးလုပ်ငန်းတွေကဒီလိုခံတက်တယ်လို့ဖြစ်လာရတာဟာကျွန်တော်တို့လူဖွဲ့စီတခုလုံးအတွက်ဘာကိုပေါ့နေတယ်လဲอืมစဉ်းစားစရာပဲเนาะ ဒါရာဇဝမှုရဲ့လက္ခဏာကိုကူတာဖို့ကြိုးစားနေရင်းနဲ့အဲ့ဒီယောဂရဲ့အရင်ခံအကြောင်းကြားတွေကိုပါပြန်လဲတုံးတက်ဖို့လိုအပ်နေပြီဆိုတဲ့ပိုကြီးမားတဲ့မိကွန်းတစ်ခုကိုမိမောင်းထုတ်ပြန်နေတာပဲဖြစ်ပါတယ်။လာရာဇဝမှုရဲ့လက္ခဏာကိုကူတာဖို့ကြိုးစားနေရင်းနဲ့အဲ့ဒီယောဂရဲ့အရင်ခံအကြောင်းတရားတွေကိုပါပြန်လဲတုံးတက်ဖို့လိုအပ်နေပြီဆိုတဲ့ပိုကြီးမားတဲ့မိကွန်းတစ်ခုကိုမိမောင်းထုတ်ပြန်နေတာပဲဖြစ်ပါတယ်။ တတိကန္တာနဲ့ဒုစောကားရရှင်ဒီနေ့တော့ကျမတို့မကြသေးဟင်မှာလူတွေအသက်တည်းအတီဆုံရှုံခဲ့ရတဲ့ပြင်းဝလွင်နေနီးပြီးတော့ကရွှေဆိုင်လူရဲ့မူတေကိုခြေခံပြီးဆွေးနွေးကြည့်ချင်ပါတယ်ဒီဖြစ်တဲ့အနေနဲ့သင်္ကန်းစားယူပြီးတော့ရွှေဆိုင်ရဲ့လုံခြုံရေးကိုဘလုံးချင်းကတင်တယ်လဲဆိုတာကအခုချိန်မှာတကယ်ကိုအရေးကြီးတဲ့မိဟုန်တကိုဖြစ်လာပါတယ်ဆိုတော့ဒီနေ့ဆွေးနွေးမှုရဲ့တတိကအချက်ကလုံခြုံရေးရဲ့အခြေခံသဘောတရားပေါ်မှာပဲမူတည်နေတာပေါ့နော် ကျမတို့ရဲ့ပန်းတိုင်းက PC ဥစားတွေကိုကာကွယ်ဖို့အတွက်ဆိုင်းတွေကိုဘယ်သူမှဖောက်လို့မရတဲ့ခံတက်တီအဖြစ်ပြောင်းလဲပစ်ဖို့လားဒါမှမဟုတ်အဓိကပန်းတိုင်းကလူအသက်ကိုကာကွယ်ဖို့ဖြစ်ပြီးလိုအပ်လာရင် PC ဆုံးရှုံးမှုကိုလက်ခံရမှာလားဆိုတာပါပဲကျမကတော့ခစ်မီနီပညာသုံးပြီးတော့ဂျိုးတင်ဟန်တာကာကွယ်တာကသာလူအသက်ကိုကဲတင်နိုင်မြက်တစ်ခုတည်းသောအဲလက်တွေ့ကြတဲ့နိလန်လို့မြင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့အဲ့ဒီအချက်ကိုနည်းနည်းလေးသဘောထားကွဲလွဲခြင်းတယ်ခင်ဗျာ မိပညာကိုအလုံးအကျွမ်းအားကိုးလွန်းတာကအန္တရာယ်ရှိနိုင်တယ်လို့ထင်တယ်။တကယ်တမ်းအဆုံးဖြတ်ပေးနိုင်တာကကောင်းကောင်းလေ့ကျင့်ထားတဲ့လူတွေရဲ့ဆုံးဖြတ်ချက်နဲ့စနစ်ကျတဲ့ပူပေါင်းဆောင်ရွက်မှုပဲဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။ကောင်းပါပြီ။ဒါဆိုပြုံးလွင်ဖြစ်စဉ်ကိုပဲပြန်ကြည့်ကြအောင်လေ။လုံချုံရေးဝန်ထမ်းကျောက်ကတတ္တိရှိရှိခုခံရင်နဲ့သူ့အသက်ကိုပိတ်ဆက်ခဲ့ရတယ် ဒါကအရန်ကိုကြေခွဲစရာကောင်းပေမဲ့တစ်ဖက်ကကြည့်ရင်ဒါဟာလုံကြုံရေးစနစ်တစ်ခုရဲ့ကြာရှုံးမှုလို့ပြောရမှာပဲရှင်။လူတစ်ယောက်ကသူရဲ့ကောင်းလို့ပြီးအသက်ဆုံးရတဲ့အခြေအနေမျိုးကိုရောက်ခို့မသွားမသင့်ဘူး။အဲဒါကြောင့်ကျွန်မပြောနေတဲ့ target hardening သဘောတရားကအရေးကြီးတာ။ဆိုလိုတာကရာဇဝတ်တယောက်အတွက်ဒီဇိုင်းကိုဓာပြတိုက်ဖို့ဆိုတော့အစားတွေကမဖြစ်နိုင်လောက်ခက်ခဲတဲ့ပြင်မဲ့တစ်ခုဖြစ်အောင်လုပ်ထားဖို့ပဲ။ဥပမာ man trap လို့ခေါ်တဲ့တကာနဲ့ထက်စနစ်မျိုးပေါ့။ ဒါမှမဟုတ် UK မှာအရာအောင်မြင်တဲ့ smoke cloak စနစ်လိုမျိုးအရေးပေါ် cloak တစ်ချက်နေလိုက်ုံနဲ့ second ပိုင်းတွင်စိုင်းဒီဇိုင်းလုံးမြူခိုးတွေနဲ့ပြည့်တွားပြီးဘာမှမမြင်ရတော့ဘူးမမြင်နိုင်မခိုးနိုင်ဘူးဆိုတဲ့အတိုင်းပဲလေလူနဲ့ထိတ်တိုက်ရင်ဆိုင်ရမလို့ပဲဒါပြာကိုထပ်ပြောင်းလို့တင်နီးပဲဒါကလူအသက်ကိုပထမဦးစားပေးတဲ့နီးပညာပဲရှင်အဲ့ဒီ smoke cloak ကစိတ်ဝင်စားစရာကောင်းတဲ့ညီညာတစ်ခုပဲခင်ဗျာဟုတ်ပါတယ်ရွှေတွေယူပြီးအမြန်ပြေးမဲ့ smash and grab လူရမှုမျိုးတို့တော့ကွက်တီပဲ ဒါပေမဲ့ထထားခြေနေတစ်ခုကိုစဉ်းစားကြည့်အောင်လေဒါဗျာတွေရဲ့ရည်ရချက်ကရွှေကိုယူဖို့တခုတည်းမဟုတ်ပဲဆိုင်တဲ့ကလူတွေကိုဒါစာခံဖိဖန်တီထင်းချို့ဖို့ဆိုရင်ရောအဲ့ဒီအခါကျရင်မြူခိုးတွေကချင်းနေကိုပူပြီးဘယ်လိုပြောမလဲဘရမ်ပတာမဖြစ်သွားစေနိုင်ဘူးလားဒါကဗနီးပညာတစ်ခုမှအလုံးစုံဖြစ်ဖြစ်ဆုံးတဲ့အဖြစ်မဟုတ်ဘူးဆိုတော့ပြနေတာပဲနီးပြတော့ဖြစ်စဉ်ကိုကြည့်လိုက်ကအဲ့ဒီမှာနီးပညာပိုင်းဆိုင်ရာအဖြစ်တစ်ခုမှမရှိခဲ့ဘူးရှိခဲ့တာကလူတွေရဲ့တတိနဲ့တွန့်ပြန်မှုပဲအဲ့ဒီအချက်တန် ကျမတို့ရဲ့အဓိကကွဲပြားမှုကိုပိုပေါ်လွင်းစေတယ်ရှင်။နေပြည်တော်ကဆိုင်ရှင်ရဲ့တတိကိုကျမလေးစားပါတယ်။ဒါပေမဲ့သူ့ရဲ့လောက်ရကိုချီးကျူးဂုဏ်ပြုခြင်းအပြင်ကျမတို့ကအန္တရာယ်များတဲ့အဆန္ဒမှုနာတစ်ခုကို ချမှတ်ပေးနေသလိုဖြစ်မနေဘူးလား။လေ့ကျင့်မထားတဲ့တာမန်ပြုသူတယောက်ကိုလက်နက်ကင်တားပြင်နဲ့ထိတ်တဲရင်ဆိုင်ဖို့ကျမတို့တကယ်ပဲအားပေးသင့်လို့လားရှင်။နောက်တစ်ခါကျရင်ဒီနက်ကအတုမဟုတ်ပဲအစ်စ်ဖြစ်နေမယ်။ ဒါပြင်ကထိတ်လန့်ပြီးပြစ်လိုက်မယ်ဆိုရင်ဘလို့လုံးမလဲအဲ့ဒါကကျမတို့လက်ခံနိုင်တဲ့စွန်းစားမှုမျိုးလား FBI ကတော့ comply and survive လို့ခေါ်တဲ့မူဝါဒရှိတယ်။လိုက်လျောပါပြီးရင်အသက်ရှင်အောင်နေပါတယ်တဲ့။စည်ရင်းစရာတွေကခုခံမှုလုံးရင်တေဆုံးနိုင်ခြေကအစားပေါင်းများစွာမြင့်တက်သွားတယ်။အသက်ကပစ္စည်းဥစ္စာထက်အဖိုးတန်တယ်ဆလာကိုကျမတို့မမေ့သင့်ဘူးလေ။ လိုက်လျောပြီးအသက်ရှင်မှဆတဲ့မူကအချင်းကြီးအတိုင်းအတအဖြစ်မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ခင်ဗျနေပြည်တော်မှာဆိုင်းရှင်ကခုခံတုံ့ပြန်လဲလို့ဓာပြတဲ့အစီအစဉ်တစ်ခုလုံးပြတ်သွားပြီးနောက်ဆုံးမှအဖမ်းခံလဲရတာလေ အမြဲတမ်းလက်မြောက်အရှုံးပေးရမယ်လို့အသက်မှတ်တေးသတ်မှတ်ထားလို့မရဘူးအဲ့ဒီစာဝန်ထမ်းတွေကို situational awareness လို့ခေါ်တဲ့အခြေအနေကိုတတိပြုနိုင်စွမ်းရှိအောင်လေ့ကျင့်ပေးတာကပိုအရေးကြီးတယ်ဆိုလိုတာကဝင်လာတဲ့ဓာပြရဲ့ချိန်ခေါက်နိုင်လွမ်းကိုအကယ်ဖြတ်နိုင်ဖို့မယ်သူကင်ထားတဲ့လက်နက်ကအတုလားအစစ်လားသူ့ရဲ့အမူအရာကတကယ်အနေရပေးနိုင်တဲ့ပုံပေါ်လားဒါမှမဟုတ်သူကိုယ်တိုင်လက်ကြောက်နေတာလားဆိုတာမျိုးပေါ့လုံးဝမခုခံရဘူးဆိုတဲ့မူဝါဒကဓာပြတွေကိုပိုပြီးအတင့်ရဲလာစေနိုင်တယ်ခင်ဗျာ ဒီဆိုင်ကလူတွေကဘာမှပြန်လုံမှာမဟုတ်ဘူးဆိုတဲ့အတွေ့အမျိုးသူတို့ကောင်းလဲဝင်သွားစေနိုင်တယ်။အဲ့ဒါကပိုဟန်ဒီရများတယ်။အဲ့ဒီတော့အကေဖြတ်နိုင်ဖို့လေ့ကျင့်ပေးတာကတီအိုရီရတော့ကောင်းပါရှင့်။ဒါပေမဲ့တကယ်တမ်းအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရချိန်မှာလူတစ်ယောက်ကဘလတ်ထိဆင်ကျင်တုံတရားနဲ့ဆုံးဖြတ်နိုင်ပါတယ်။အဲ့ဒီစာကျမတို့ကအခြေအနေကိုအကေဖြတ်စရာတော့မလိုအောင်လုပ်ပေးနိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးတင်တယ်။ဒီနေရာမှာ CPDD လို့ခေါ်တဲ့ Crime Prevention Through Environmental Design ပေါ်ပေါ်တရားဝင်လာတယ်။ ်။စိုင်းပန်ဝင်းကျင်ကိုမီးတွေထင်းလင်းနေအောင်လုပ်ထားတာလုံးနဲ့မပြီးဘူး။ သူ့ရဲ့အဓိကအတွေးခေါ်ကယာဇွစ်တာတယောက်အတွက်ဒီနေရာဟာသူ့အတွက်စိတ်မလုံခြုံဘူးလူတွေမြင်နိုင်တယ်ဆိုတဲ့ခံစားချက်ကိုပေးဖို့ပဲဥမာဆိုင်အပြင်ဘက်လက်မပေါ်ကနေဆိုင်အတွင်းပိုင်းကိုပြပြတတမြင်နိုင်အောင်မန်းတွေကိုမကွယ်ခတာမျိုးပေါ့ဒါကဒါပြတိုက်မဲ့လူကိုစိတ်ပိုင်းဆိုင်ရာရမင်းဒီနေရာမှာလူမိလိုက်မယ်လို့တတိပေးနေသလိုပဲဒါကဆိုင်ရှင်တယောက်ချင်းစီကအစွဲရကိုပဲဖြစ်ဖြစ်ရဲကိုပဲဖြစ်ဖြစ်အားကိုမနေပဲကိုဘတာကိုချစ်ချင်းလုံနိုင်တဲ့ကာကွယ်မှုမျိုးပဲရှင့် အဲ့ဒီမှာကျွန်တော်ရဲ့အမင်ကွဲလွဲမှုကပိုပြီးရှင်းသွားပြီခင်ဗျဒီဇိုင်းချင်းစီကကိုယ်ဆိုင်ကိုခန္ဓာကြီးလိုဖြစ်အောင်လုပ်နေတုံးနဲ့ဒီပြဿနာကမပြီးပါဘူးဟုတ်ပြီခမည်းဆိုင်ကတော့ CPTD တဘောတရားတွေ man trap တွေ smoke cloak တွေနဲ့အရန်လုံခြုံသွားပြီဆိုပါတော့ဒါပြကခမည်းဆိုင်ကိုကြော်ပြီးအကာအကွယ်နဲတဲ့ဘေးဆိုင်ကိုသွားတိုက်မှာပဲအဲ့ဒီတော့ပြဿနာကဖြေရှင်းပြီးတာဖြစ်မသွားဘူးနေရာပဲရွှေ့သွားတာဒါကတအင်ချင်းတောက်ခက်နေုံနဲ့ရက်ွက်တစ်ခုလုံးလုံးချုံမသွားသလိုပဲ တကယ့်ရေရှည်ခန်းရဲ့အဖြေကစနစ်တစ်ခုလုံးကိုပြောင်းလဲမှရမှာရွှေလုံငန်းရှင်များအတင်းလို့ဖွဲ့ကြီးတွေကအတင်းဝင်းအလုံးလိုက်နာရမယ်အနေဆုံးလုံချိုရေးစံနှုန်းတွေတတ်မှတ်ပေးရမယ်တန်တရားဖြစ်ဖွဲ့လူတွေရဲ့တရေချက်လက်တွေကိုအချင်းချင်းဖွက်လိုက်နိုင်မယ်ကွန်ရက်တစ်ခုထောင်ထားရမယ်ရဲတဖွဲ့ဘက်ကလည်းအရေးပေါ်ချက်တွေတစ်ခုဖြစ်ရင် တုံ့ပြန်ချင်း response time ကိုဘယ်လိုတောင်းလို့မလဲဆိုတာစီမံကိန်းရှိရမယ်အခုနေပြည်တော်မှာလူထုက wine fan နိုင်ခဲ့တာကလူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုစွမ်းအားဘလောက်ကြီးတယ်ဆိုတာကိုပြလိုက်တာပဲလေ အဲ့ဒီဆွဲအားကိုသူဦးတယောက်ရဲ့တတိပေါ်မှာမိခေါ်မဲ့အစားစနစ်တကျဒီဆောက်ထားတင့်တယ်ခင်ဗျာဟုတ်ကဲ့အခုပြောတဲ့စနစ်ကြပူပေါင်းဆောင်ရွက်မှုရဲ့အရေးပါပုံကိုကျွန်မလက်ခံပါရယ်ဒါပေမဲ့လက်တွေ့မှာအဲ့ဒီစနစ်ကဘယ်တော့မှအကောင့်အထည်ပေါ်လာမလဲအဲ့ဒါကိုစောင့်နေတော့မှနောက်ထပ်အသက်ဘယ်နှစ်ယောက်ထပ်ဆုံးရှုံးနိုင်လေလဲဆိုင်တဆိုင်ရဲ့ပိုင်ရှင်နေနဲ့သူ့ပထမဆုံးနဲ့အဓိကတာဝန်ယူရမှာက သူ့ဝန်ထမ်းတွေအသက်ပင်ဒါကြောင့်မလို့ယင်းနှမြုံနံမှုဦးစားပေးကိုကြံကြည့်ရင်လာစားပေးပြီးခန်းထားရတယ်အချင်းနေပေါ်မူတီပြီးကြောက်လန့်တွားနိုင်တဲ့လူတယောက်ထက်ခလုတ်တစ်ချက်နေလိုက်တာနဲ့တတမတ်တီအလုပ်လုပ်ပေးမယ့်ဤပညာစနစ်တကူကပိုပြီးစိတ်ချရတယ်လူအမာယွင် human error ဆိုတာကိုထည့်တွက်စရာမလိုတော့ဘူးဒါကပိုပြီးလက်တွေ့ကျတဲ့ဖြစ်ရှင်းနေပါရှင်တောင်အာဖရိကလိုနိုင်ငံတွေမှာအမြင့်ဆုံးအလုံးကျုံရဲ့ဤပညာတွေတက်ဆင်ထားတဲ့ဘန်းတွေစရိုးဆန်တွေတားပြားတိုက်ခန်းနေရတော့မယ်ဘာလို့လဲဆိုတော့ဤပညာကိုဘလို့ကြော်လိုက်ရမလဲဆိုတော့ကိုတားပြားတွေအားလည်းမဲလေးလာနေလို့ပဲ နေပညာဆိုတာမအားယွင်းမရှိဘူးလို့ပြောလို့မရဘူးဒါပေမဲ့ကောင်းကောင်းလေ့ကျင့်ထားရဝန်ထမ်းတယောက်ကဆိုင်ကိုလာပြီးအကဲခတ်နေတဲ့ဟိုကဲဆင်းလုပ်တဲ့အပြုအမူမျိုးကိုဂျိုဒင်တတိပြုမိပြီးတားဆီးနေခင်အဲ့ဒါကဘလောက်တန်ဖို့ရှိတဲ့ကာကွယ်မှုလဲယင်းနည်းမျိုးနဲ့မလို့ပြောရင်ငွေချင်းမှုတစ်ခုတည်းကိုကြည့်လို့မရဘူးလူလျေပေါ်မှာယင်းနည်းမျိုးနဲ့လေ့ကျင့်နေကြမှုတွေကရေရှည်မပေါပြီးတန်ဖို့ရှိတဲ့ဂျိုရဲ့လက်ကိုပေးနိုင်တယ်ခင်ဗျာနေပြည်တော်မှာလူတွေပို့ပတ်မှုကအောင်မြင်မှုကိုယူဆလာနိုင်တယ်ဆိုတာကိုလည်းတွေ့မြင်ခဲ့ရပြီပဲဒီနေ့ချင်းမှလို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်နေပညာအခြေပြု target hardening က ဒုတဲ့အဆုံးရှုံးမှုမဖြစ်အောင်တားဆီးရမှာအထိကကြရတဲ့အခန်းကဏ္ဍပါဝင်နေတယ်ဆိုတာရှင်းပါတယ်ရှင်။ပြုံးလွင်ဖြစ်စဉ်လို့ခြေကွဲစရတဲ့ထပ်မဖြစ်အောင်ကာကွယ်ဖို့လူသားချင်းချင်းထိတ်တက်ရင်ဆိုင်ရမယ့်အခြေအနေတွေကိုအတက်နိုင်ဆုံး short ချဖြစ်ဖို့ကကျမအမြင်မှာတော့အရေးကြီးဆုံးဥစားပေးဖြစ်တဲ့နည်းပညာ။ဤပညာကလူစိတ်ခံစားချက်နဲ့ကြောက်ရွံ့မှုတွေရဲ့လွှမ်းမိုးမှုမရှိဘဲတက်စမှတ်ဒီအကာအကွယ်ဖိနိုင်တဲ့အတွက်အတက်ကယ်ဖို့အခိုင်အမာဆုံးအလွာတစ်ခုထိရှိနေမှာပါ။ဤပညာဟာအထောက်အကူပြုပစ္စည်းတစ်ခုသာဖြစ်တယ်လို့ပဲထပ်ပြောချင်တယ်ခင်ဗျာ။ လူသားတွေရဲ့ကြိုတင်ပြင်ဆင်မှု အခြေအနေကိုတတိပြုနိုင်စွာနဲ့အနာပိုင်တွေအတိုင်းအဝိုင်းနဲ့ပူးပေါင်းဆောင်ရွက်တဲ့စနစ်တစ်ခုလုံးရဲ့ခိုင်မာမှုမရှိရင်အဲ့ဒီနီးပညာတွေကအခြေအနေထက်သွားနိုင်ပါတယ်အဆုံးစုံမှာတော့ခန္ဓာလိုခိုင်မာတဲ့ဆိုင်နဆိုင်ချင်းစီတိစောက်နေတာထက်တူးနဲ့တူအပြန်အလှန်ကူညီစောင့်ရှောက်တဲ့လုံခြုံတဲ့အတိုက်အဝန်းတစ်ခုတိစောက်တာကသာရေရှည်အတွက်အဖြစ်ဖြစ်မယ်လို့ယုံကြည်ပါတယ် ဒီရှုထောင့်နှစ်ခုလုံးမှာအမှန်တရားရဲ့ကိုယ်ကြီးရှိနေတာတော့အသေးချာပါပဲရှင်။အကောင်းဆုံးဖြစ်ရှင်ချက်ဆိုတာကလည်းဤပညာရဲ့ကြိုတင်ကားကွယ်နိုင်စွမ်းနဲ့လူသားတွေရဲ့ဆုံးဖြတ်နိုင်စွမ်းအဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတို့ကိုဟန်ချက်ညီညီပေါင်းစပ်နိုင်မှာပဲရလာမှာဖြစ်ပါတယ်။ဒီကြားရနဲ့ပတ်သက်ပြီးဆင်လက်လေ့လာစရာစဉ်းစားစရာတွေအများကြီးရှိနေပါသေးတယ်။တတိပိတ်ကန္တာကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ Welcome to MM Thinker. Please subscribe and don't forget to like, comment and share. Thank you.